လေရင်ပေါ်ကနေတနားဇပွဲထိမ့်သိမ်းခံရပြီးနောက်ပြစ်ဒဏ်များစွာကြာခံရပွဲရှိနေတဲ့တမီဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးဒီနေ့မှာတော့ online ပေါ်မှာရောအပြင်လောကမှာပါအော်အော်တောင်းနှင်းဖြစ်နေတဲ့သတင်းတပုတ်ရဲ့နောက်ဆုံးချိန်တွေကိုအသေးစိတ်တင်ဆက်ပေးချင်တာပါဟုတ်ပါတယ် social media မှာဝေဖန်မှုတွေကြောင့်နဲ့မဲ့ကြီးခဲ့တဲ့ Facebook ဆွေလေးတမီဆိုတယောက် လေရင်ပေါ်ကနေရုပ်ရှင်ဆက်ဆက်ဖန်ဆီးခံလိုက်ရပြီးနောက်ပိုင်းသူရဲ့ကံကြမ္မာဘယ်လိုဆက်ဖြစ်မလဲဆိုတာပါအင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့လေစိမ့်မှာဖန်ဆီးခံရပြီးရင်နောက်ညိုးငယ်နေတဲ့သူမရဲ့မျက်နှာပေးကသူမရဲ့အနာဂတ်တော့ဘလောက်တောင်ရှင်လင်းနေပြီလဲဆိုတာပေါ်ပြနေရပါအခုချိန်မှာတော့လူတိုင်းရဲ့စိတ်ထဲမှာသိကျင်နေကြတဲ့အဓိကမိကုံကသမီးစုတယောက်ဘာရီဆက်ဖြစ်တော်မလဲသူ့ကိုဘယ်လိုပြစ်ဒဏ်တွေချမှတ်မလဲဆိုတာပါပဲကဲကျမတို့သိရှိသလောက်နောက်ဆုံးချိန်တွေကိုတင်ဆက်ပေးပါပါ တမီးစိုးတယောက်မြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့အချိန်မှာအေဒင်ကိုကတချိန်ကသူမပေါ်မှာပုံကိုရေးတိုက်ခတ်ခဲ့တာတွေအတွက်ပြည်ဦးလေရဲစခန်းမှာအမှုဖွဲ့တိုင်ကြားခဲ့ပါတယ်ဒီတရားစွဲဆိုမှုတွေကြောင့်အချိန်နေမဟန်တော့ဘူးဆိုတာကိုသိသွားတဲ့တမီးစိုးကနောက်ဆုံးမှာတော့နိုင်ငံသားကိုပြန်လည်ထွက်ပြေးဖို့ကြံစီနေတာပါသူမရဲ့အစီအစဉ်ကတော့တော်တော်လေးထိတတ်ပါတယ်ဘယ်သူမှမရှိမိအောင် ရုပ်ဖြတ်ပြီးတော့မနေ့အစောကြီးမြမအပြည်ပြည်ဆိုင်ရာလေချောင်းလိုင်းနဲ့ထိုင်းနိုင်ငံတူဝနာဘူမိလေးစိတ်ကိုထွက်ခွာဖို့အတွက်စီစဉ်ပါတယ်သူမနေ့ င်းနဲ့လင်းရင်ပေါ်ရောက်ပြီးထိုင်ကုန်မှနေရာယူပြီးချိန်မှာအရာအလုံးအောင်မြင်ပြီးဒီအမှုတွေကနေလွတ်မြောက်သွားပြီလို့ထင်မှတ်ခဲ့တာပါဒါပေမဲ့ဒီမရဲ့ကံကအဲ့ဒီမှာပဲအဆုံးသတ်သွားပါတယ်တရင်နေရာဆိုရင်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကလင်းရင်ပေါ်ထိတက်လာပြီးတော့သူမကိုနာမည်အတိအကျထိုင်ကုန်နံပါတ်အတိအကျနဲ့ခေါ်ပြီးရုပ်ရှင်ဇဝင်ကန်းတွေကလည်းဖန်စီထင်းထင်းပြီးတော့လင်းရင်ပေါ်ကနေဆွဲချခေါ်ဆောင်သွားတယ်လို့သိရပါတယ် အဲ့ဒီနောက်မှာတော့တမီးစိုးကိုမင်္ဂလာတုံလေးစိမ့်မှာရှိတဲ့ဆွေဆွေရေးဂိတ်မှာပဲတာဝန်ရှိသူတွေကနိုင်ရီပေါင်းများစွာဆွေဆွေမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီးလက်ရှိမှာတော့မင်္ဂလာတုံရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သိရပါဗျ။ အခုလက်ရှိမှာသမီးစိုးရင်ဆိုင်နေရတာကအီတင်ကိုရဲ့အမှုတစ်ခုတည်းမဟုတ်ပါဘူး။ဒါကအထင်မှန်မထားတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။ကျမတို့သိရသလောက်တော့သူမအပေါ်မှာတိုင်ကြားထားတဲ့အမှုပေါင်းအနည်းဆုံး20ကျော်ရှိနေရပါ။ဒါတွေကတော့သူမလိုင်းလွင့်ပြီးတော့ online ပေါ်ကနေလူတော်တော်များများကိုပုံကိုရေးအရာအကုန်သိခါညှို့နှံ့အောင်ပြောဆိုတိုက်ခိုက်ခဲ့တာတွေအတွက်တခြားသူတွေကတရားစွဲဆိုထားတာပါ။ဒီချိန်ကသူမပြောဆိုခဲ့တဲ့စကားလုံးတိုင်းကအခုတော့သူမအတွက်ပြစ်မှုတွေဖြစ်နေပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့သမီးစိုးဟာအမေရိကန် ငံသားဖြစ်တယ်ဆိုပေမဲ့ပြစ်မှုကျူးလွန်ခဲ့တယ်လို့ဆွဆွဲခံထားရတာကမြန်မာပြည်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့တရားဥပဒေအရပဲအမှုတွေကိုရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီးအမှုတွေမပြေးပြတ်မချင်းနိုင်ငံကနေထွက်ခွာသွားလို့ရမှာမဟုတ်ပါဘူး။ဥပဒေပညာရှင်အချို့ရဲ့သုံးသပ်ချက်တွေအရဆိုရင်ဒီမရင်ဆိုင်နေရတဲ့အမှုပေါင်းများစွာအတွက် ပြည်ကြံတွေကိုတစ်ခုချင်းစီတည်စားချမှတ်ပြီးတော့စုပေါင်းကြခံရမယ်ဆိုရင်ထောင်နိုင်ငံအနှိရှင်လာများကြခံရနိုင်တယ်လို့သိရပါဗျ။ တချို့သောအမှုတွေအလုံးပေါင်းလိုက်ရင်တော့ထောင်ဒဏ်အနည်း30လောက်ထိတောင်ဖြစ်သွားနိုင်တယ်လို့ပြောနေကြတာပါဒါကတော့တရားရုံးရဲ့အဆုံးဖြတ်ပုံမှလည်းမူတည်ပါတယ်အခြေအနေကတော့တော်တော်လေးတင်းမာနေရပါဘာပဲဖြစ်ဖြစ်တချိန်ကငါနိုင်ငံသားမှနေတာပဲဘယ်သူမှပါမှလုံးလို့မရဘူးဆိုတဲ့စိတ်နဲ့အွန်လိုင်းပေါ်မှာပူကြခဲ့တဲ့သမီးဆိုတယောက်အခုတော့ကိုယ့်ရဲ့လုံရက်တွေအတွက်လက်တွေ့ဘဝမှာတရားဥပဒေရဲ့စီရင်မှုကိုအချုပ်နောင်တွေကနေစောင့်ဆိုင်းနေရပါတယ်အေးတင်ကိုကတော့ဒီမောက်ကိုကြောင်းပန်ရင်ကြည်အေးပေးမယ်လို့ပြောပါတယ်ပရိသတ်ကြီးတို့ ော့ဒီအခြေအနေပေါ်မှာဘယ်လိုမြင်ပါသလဲ။တမီဇိုရဲ့ကံကြမ္မာဘယ်လိုဆက်ဖြစ်သွားမယ်လို့ထင်ပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။